Hello. ဟုတ်ဟုတ်ဆရာဟုတ်။အော်တွေ့ပြီတွေ့ပြီဆရာ။အဲ့ဒါကိုစကန်ဖတ်ပြီးပို့ပေးရမှာလားရှင်။ဟုတ်ဟုတ်ဟုတ်လေ။ရုံးမှာစကန်နာမရှိဘူးဆိုတော့အပြင်သွားဖတ်ရမှာမလို့ခဏတော့စောင့်ပေးပါရှင်ဆရာ။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဆရာဟုတ်။ဒုက္ခပါပဲစကန်နာမရှိပါဘူးဆိုမှဆရာလည်းလာနောနေတယ်။ အရေးတကြီးစတန်ဖတ်ဖို့လုပ်နေပြီလားစတန်လာလဲရှိနေကြမလို့အပြစ်သွားပြီးတော့အချိန်ကုန်ခံနေကြလည်းမလို့ပဲနဲ့အားနှလုံးရှိအောင်လည်းစကန်ဖတ်လို့ရတယ်ဆိုတာရောဒါပဲ iPhone သုံးတဲ့သူတွေအနေနဲ့စကန်ဖတ်ချင်နေဆိုရင်တော့ Note App ကနေသုံးလို့ရတယ်လို့ Find ကနေပြောမှလည်းသုံးလို့ရပါတယ် Find ကနေစကန်ဖတ်မယ်ဆိုရင်တော့ပို့ပြီးတော့မှလွယ်ကူမြန်ဆက်ပါတယ် Find နဲ့စကန်ဖတ်မယ်ဆိုလို့ရှိရင်တော့ပထမဆုံး Find ထဲကိုဝင်ပါ ီးတော့ရင်ညာဘက်တော့မှရှိတဲ့ mobile icon ကိုနှိပ်ပါ scan document ကိုနှိပ်လိုက်လို့ရှိရင်ဖုန်းကိုဆောင်ရွက်ပေါ်ချိန်လိုက်တာနဲ့သူကအလိုလျောက်ဖြတ်တောက်ပြီးတော့မှ scan ဖတ်ပေးပါတယ်။ဆောင်ရွက်ဖဏ္ဍရဖြစ်ဖြစ်တစ်ဆက်တည်းဆက်တက်ရိုက်နိုင်တယ်။ပြန်ပြင်ဖို့လိုအပ်လို့ရှိရင်လည်းစေထားတဲ့ပုံတွေကိုထောက်ပြီးတော့မှ update လုပ်လို့ရပါတယ်။ scan ပြီးတော့ရင်တော့ sys ကိုနှိပ်လိုက်ပါ။ name ပေးလိုက်ပါ။ဒါဆိုရင်တော့ file ကို pdf file ဖြစ် file ထဲမှာချက်ချင်းသိမ်းဆည်းပြီးသားဖြစ်သွားပါပြီ။ ဒီ PDF ဖိုင်ကိုဖိုင်တရားနေပြီးတော့ share နေပြရတယ်ပြီးတော့ချက်ချင်းပို့လိုက်လို့ရပါပြီအဲ့ဒီဖုန်းသုံးတဲ့သူတွေအတွက်ကတော့ Google Drive app အဲဒါမှမဟုတ် Fine Fine Google app ကိုသုံးပြီးတော့မှ scan ဖတ်လို့ရပါတယ်ပထမဆုံးအနေနဲ့ Fine Fine Google app ကိုဖွင့်ပါအဲဆိုလို့ရှိရင်တော့အောက်ခြေမှာ document ပုံစံလေးပေါ်လာပါလိမ့်မယ်။အဲ့ဒါကိုနှိပ်လိုက်လို့ရှိရင်တော့ကင်မရာပွင့်လာပါလိမ့်မယ်။ ာရွက်ကိုဓာတ်ပုံရိုက်လိုက်တာနဲ့အာရည်သွင်းမြင့်တဲ့စကန်ပုံဖြည့်ပြောင်းလဲပေးပါတယ်။စာရွက်များများတခါရဲစကန်ဖတ်ပြီးတော့မှလည်းအဲဆေးကိုနှိပ်ပါ။ဒီလိုစကန်ဖတ်ထားတာက PDF ဖိုင်ဖြစ်နေဖိုင်ထဲကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်။ PDF ဖိုင်လေးပို့လိုက်ပြီနော်ဆရာ။ အခုလိုမျိုးအပြင်ဖတ်နေကြရမလို့ပဲနဲ့ဖုန်းလေးတစ်လုံးရှိလိုက်တာနဲ့စက္ကန့်ပိုင်းအတွင်း PDF ဖြစ်ဖန်တီးပြီးတော့အသုံးချလို့ရပြီနော်လုပ်ငန်းအတွက်လိုအပ်လိုပဲဖြစ်ဖြစ်စာရွက်စာရည်တွေကို PDF ဖိုင်ဖြစ်သိမ်းထားချင်လိုပဲဖြစ်ဖြစ်အခုပြောပြပေးရဲ့နီလန်လေးကအရန်ကိုအသုံးဝင်ပါတယ်အခုလိုနီလန်လေးကိုသိချင်နေဆိုရင်နော် Like and Follow လုပ်ခဲ့ပါဦးနော်အဆုံးထိကြည့်ရှိပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye